တော်ရရှင်များလုံးပဲမင်္ဂလာပါခင်ဗျာအခုနားဆင်ရမှာကတော့စာရေးဆရာချေဦးညိုရဲ့မိုးရေပေါက်ကလေးများဆိုတဲ့ဝတ္ထုတို့ကိုနားဆင်ရမှာဖြစ်ပါတယ် င်မင်းဤနိဗ္ဗာန်စုံကိုသူမုံတီးနေသည်အလုံးမရှိအလုံးရှားနမဲကောင်းယူနေသည်ဟုလဲထင်သည် ကိုတိုင်ကိုပိုင် ပစ္စည်းဥစ္စာဟု၍မဲမဲရရလဲမရှားဖွေ ထုတ်ထုတ်ပိုက်ပိုက်လဲမစုဆောင် သူတို့ဘာရှားဖွေစုဆောင်ထားသောပစ္စည်းဥစ္စာများကိုအကြောင်းပြုပြီးသူကိုယ်သူနိဗ္ဗာန်စုံဟုဂုံးပုတ်တက်နေသူဖြစ်မြင်သည်တဝိထိမြို့တော်မှာလူတိုင်းသူတိုင်းသူကျွမ်းကျင်ရာ လိမ္မာယာပညာအတက်ဖြင့်လောက်ကင်စားတော့နေကြသည် ဗျမနဇဝင်တွေကအကျင့်သီလကိုအရင်ပြု၍ရှင်သန်နေထိုင်ကြသည် ခတ္တိယတွေကလက်ယုံရေနှလုံးရေဖြင့်သူတို့ဘဝသူတို့တိဆောက်ကြသည်ဝတ္တရေကလည်းသူကျွမ်းကျင်ရာ ကုံတွေရောင်းဝယ်ခြင်းဖြင့်စီးပွားရှာကြသည်ရုပ်စွာအနှိမ်ဆုံးအနှိမ်ဆုံးဇက်ကောင်ဖြစ်သောတုံတိနွယ်ဝင်ကျွန်များပင်လျင်အစီကံလှုပ်ဖြင့်အသက်မွေးကြသည်တာဝတိမှာ လူတိုင်းလူတိုင်းကိုအထွာနဲ့ကို လှုပ်ရှားယုံကံနေထိုင်ကြသည့်အထဲတွင်ဤနိဗ္ဗာန်သောဟူသောလူသားမျိုးကိုသူကြည့်မရဖြစ်နေသည်အတက်ပညာဗလာနတ်တီစ조사အထုံးမှုမရှိဘဲလူတွေပေါ်မှာနမဲကောင်းယူအညွတ်ခူးစားနေသူတွေပဲဟုသူယူဆထားသည်ဤမြင်ဖြင့်ကြည့်လိုက်သောအခါနိဗ္ဗာန်သောကိုသူမုန်းတီးလာသည်အလကကိုဘာသာကိုတတ်နိုင်သလောက်လှူဒန်းမယ်မရှိဘူးသူများတွေကိုပဲလိုက်နှိုးစောနေတယ် ဒါအသက်မွေးဝမ်းကြောင်းပညာမတက်လို့နိဗ္ဗာန်စောလုံနေတာပဲဖြစ်ရမယ်အလကားနှုတ်နမဲကောင်းယူပြီးအညွန့်ခူးစားနေတာနိဗ္ဗာန်စောကသူ့လို့သူလုံမြဲတိုင်းသာလှုပ်သွားသည်ဘုရားရှင်အမှုရှိသောတန်ဃာတော်များအားဆုံးကယ်ရန်တဝတ္ထုမျိုးထဲ၌လိုက်၍လှဲ့လေနှိုးစော်သည်သူတော်စင်သူမြတ်လောင်းတာဝတ္ထုမြို့တော်သူမြို့တော်သားပေါင်းတို့ဇေတဝင်းเจ้าတော်မှာတရင်တုံတော်မူတဲ့မြတ်စွာဘုရားနှင့်တကွာသော တန်ဃာတော်များအားဆုံးကဲ့လူကြရန်တွက်ကုသိုလ်ဖို့အကျိုးမျှော်ကနှိုးစော်လိုက်ရပါပြီခမညာဤတန်ကိုနနတိုင်းကြားရပဲများသောအခါသူစိတ်ထဲမှာနိဗ္ဗာန်စောကိုမကြည်မနှက်ဖြစ်လာသည်အတန်ကိုလည်းမကြားခြင်းလူကိုလည်းမမြင်ခြင်းဖြစ်လာသည်သူတော်စင်သူတော်ကောင်းမြို့တော်သူမြို့တော်သားအပေါင်းတို့ဟူသောအတန်ကိုအဝေးမှစကြားလိုက်သည်နှင့်သူရင်ထဲ၌ အလကားနေရင် မုံဒီစိတ်တွေတလိမ့်လိမ့်တက်လာတော့သည်အလကားလူကိုဘာသာကိုလုတ်ကိုင်းစားတော့ရှာဖွေစူဆောင်းပြီးလှူမဲ့စိတ်မကူဘူးသူများတွေလှူဖို့ပဲလိုက်နှိုးစော်နေတယ်ပြီးတော့နမဲတလုံးခံထားသေးတယ်နိဗ္ဗာန်ဇောတဲ့ဟွန်းနိဗ္ဗာန်ဇောကတော့သူမကြေမနက်မနှစ်မမြုတ်ဖြစ်နေသည်ကိုမသိရှာအချိန်မှန်ပင်သူဤစံအိမ်ရှိရောက်လာတတ်သည်စံအိမ်နှင့်မလန့်မကန်းဝင်းချံတွင်ရက်ခါ အတန်ဝါကြီးဖြင့်နှိုးစော်တန်ပေးသည်သူစံအိမ်မှာလမ်းလေးကွာဆုံး၏အချက်ချာကြသော နေရာဖြစ်သဖြင့်နိဗ္ဗာန်သောရောက်လာပြီဆိုလျင်ဝဲရာရှိနောင်အိမ်များမှတာဝိထိသားများထွက်လာကြသည်ထို့နောက်နိဗ္ဗာန်သော ယူလာသော တောင်းပလုံချင်းများတဲ့သို့စွန့်လူပစ္စည်းများထဲ့ဝင်လှူဒန်းကြသည်လူတွေကလည်းခတ်သည်ဟုသူကထင်သည် ကိုစီကုံကထဲ့ဝင်လောက်လှူကြုံနဲ့မပြီးသေးပဲသူစံအိမ်စီသို့လှမ်းကြည့်ကြသည် အချို့ကမူလှမ်းမျောကြည်ယုံသာမကတထေးမင်းနိဗ္ဗာန်သောရောက်လာပြီအလှကံလာပြီဟုသတင်းပေအော်ဟစ်တတ်ကြသည် သူမနေတာတော့နိဗ္ဗာန်သောကိုသူကြည်မရတော့လဲတထေးတယောက်ဖြစ်နေသောသူ့အဖို့မလူလျင်ပြောစရာကြီးဖြစ်နေမည်သူသည်တာဝတ္ထိတွင် လူသည်များသောဥ္စာဒနာကြွယ်ဝသူတထေးတယောက်လည်းဖြစ်နေသည် ထို့ကြောင့်မင်းစံအိမ်ဝိဒကဝတ်သို့ထွက်ခါလောင်းလူရတော်သည် သို့သောတောင်းတွေချင်းပလုံးတွေနောက်မှရက်နေသောနိဗ္ဗာန်စောကိုမကြည်မနှက်တစ်ချက်လှမ်းကြည့်ရင်လက်သုံးချောင်းနှင်းဖြင့်ကော်၍ပါဒမြဆန်စီများကိုသာတောင်းနေထဲ့လိုက်သည်ဆန္ဒမကပဲနောက်ပဲလွန်ပဲကြီးစသည်များလှူရာတွင်လည်းဤနည်းတိုင်းသာဖြစ်သည် အပြည့်အမောက်ရှိနေသောတောင်းနေသူလက်တစ်ဖက်ထက်လက်သုံးချောင်းဖြင့်ကောပါဒမြကိုသာလောင်းလှူသည် ထောဘတ်တင်လဲပြားရီတို့ကိုလှူရာတွင်လည်းပါသည်ဆိုယုံမြခက်ယူ၍ထဲ့သည် နိဗ္ဗာန်သောကိုမနှစ်မြို့သောကြောင့်အရွက်တိုက်လိုက်သောသူ့အပြုမူကိုဘေးလူများကအံ့အားသင့်သွားကြသည်ထို့သောဒနဥ္စာအရှိန်အဝါဖြင့်ဩဇာတိတ်ကမှရှီထားသော သူ့ကို မြည်သူမျှမဝေဖန်ရေသူကလည်းလူတွေကိုဂိယုမဆိုင်လက်သုံးကြောင်းဖြင့်ကော်ယူကားလှူလိုက်ပြီးနောက်နိဗ္ဗာန်သောကိုသာမထီတီလှမ်းကြည့်ပစ်လိုက်သည်အကယ်၍နိဗ္ဗာန်သောကသာတထေမင်းရဲ့တထေတယောက်လုံးလုတ်နေပြီးဒလောက်ကလေးလှူတာကတော့ ဘာညာပြောလာလျင်ပက္ခနေပြန်ပြောလိုက်ဖို့လဲအသင့်ပြင်ထားသည်ဟေလူကျုပ်ရှာဖွေထားတဲ့ပစ္စည်းကျုပ်ပိုင်တဲ့ပစ္စည်းကျုပ်လှူခြင်းတလောက်လှူတာကိုဘာပြောခြင်းတလဲတင့်လို့ကိုကိုတိုင်းကတပြားတစ်ချက်တစ်စိတ်တစ်ချမ်းများမရှာဖွေပဲသူများတွေကိုလှူဖို့လိုက်နှူးသောကိုကိုတိုင်းကတော့မလှူပဲနေပန်သောဆိုပြီးနာမည်ကောင်းအတန်ကောင်းဟစ်နေတာမဟုတ်ဘူးဟုပင်ဖိဖိနေနေပြောချလိုက်မည်စိတ်ကူးထားသည် သို့တော်နိဗ္ဗာန်စော်ကဘာမှမပြောဘဲသူထက်ဝင် လောင်းလူလိုက်သည်မြကိုသာလက်ခံ၍ရှစ်ခီးသို့ထွက်ခွာသွားသည်နိဗ္ဗာန်စော်ကဘာမှမပြောဘဲဤသို့သာထွက်ခွာသွားတော်လဲလက်သုံးချောင်းဖြင့်ကောခတ်လောင်းလူသောသူ့အပြုမူကိုကြည်ကာတာဝတ္ထုမြို့သူမြို့သားများက သူ့ကိုနမဲတက်လိုက်ကြသည်တထေမင်းဘိလာလဘတကာသို့မဟုတ်လက်တစ်ဖက်စာအလှရှင်နိဗ္ဗာန်စော်ရောက်လာ အတန်ဝါကြီးဖြင့်အော်ဟစ်နှိုးသောသူ့စံအိမ်ရှိမှရက်သူကထွက်ပြီးလက်သုံးချောင်းဖြင့်ခတ်ကောလောင်းလူတနေ့လည်းမဟုတ်နှစ်နေ့လည်းမဟုတ်အချိန်ပေါင်းများလာသည်လက်တစ်ဖက်စားလူရှင်ဟူသောအမိကလည်းတာဝတ္ထီတွင်တရင်မှွေးလာခဲ့သည်နိဗ္ဗာန်စောကလည်းသူ့အလုပ်သူ့လုံမြေသူကလည်းတာဝတ္ထီကသူ့ဘော်ဘလိုပင်ခေါ်ခေါ်ဂယုမဆိုင်နိဗ္ဗာန်စောကိုမနှိမ့်မြို့စွာဖြစ်မင်းအချိန်တွင်ကုန်လာခဲ့သည်ဒီလိုနှင့်တရပီးတရကုံဆုံးလာပြီးသည့်နောက်တွင် သူတတိထမိလာသည် အစကတော့နိဗ္ဗာန်သောကို မနာလိုမုံထဖြစ်ရသည့်အတွက်ထိုပြုမှုကို သူတတိမထမိခဲ့နိဗ္ဗာန်သောဤထူးခြားသော ထိုပြုမှုကို တွေ့လာရပြီးနောက်တွင်သူတုံ့လှုပ်သွားသည်ဤတွင်သူသည်သူတပည့်ကြီးကျွန်များထဲမှအယုံကြည်အားဆုံးလူငယ်တစ်ယောက်ကို ခေါ်လိုက်လေသည်ဒီမှာတည်တည်ချာချာနားထောင်စမ်းငါစီကိုရောက်ရောက်လာတဲ့နိဗ္ဗာန်သောကိုသိတယ်မဟုတ်လားသင်ဟာငါလူတဲ့ပစ္စည်းတွေနဲ့ တခြားလူတွေပစ္စည်းတွေတိမ့်ဆဲခြင်းယူဆောင်ပုံချင်းမတူဘူးသူတမလူတဲ့ပစ္စည်းတွေကိုအမျိုးချင်းတူရာတူရာပေါင်းထဲတယ်ငါလူတဲ့ပစ္စည်းတွေကြတော့တီးတန့်ထားတယ်စံတောင်းထဲမှာတမျိုးလုံးကလောင်းလူတဲ့စံတွေမှန်သမျှပေါင်းထဲတယ်ငါလောင်းလူတဲ့စံကိုတော့တီးကြဖဲ့ထားတယ်အခြားလူပွဲပစ္စည်းတွေလည်းဒီလိုပဲငါပစ္စည်းတွေကိုတီးကြဖဲ့ဖဲ့ထုတ်ထားတယ်ဒါထူးကြတယ်ဒင်းဒီလိုလုံနေတာဟာ ငါတခုခုဒုက္ခရောက်အောင်ဒင်းကြံစီနေတာလားမသိဘူးအရှက်တကွဲအကျိုးနဲ့ဖြစ်အောင်ဒင်းလုံနေပြီနဲ့တူတယ်ဒီတော့ဒီနိဗ္ဗာန်စောနောက်ကိုမင်းတဲစိတ်နောက်ရောက်ခံပြီးလိုက်ဆန်းအလှခံလို့ရလာတဲ့ပစ္စည်းတွေကို သူဘယ်လိုလုပ်သလဲငါပစ္စည်းတွေကိုဘယ်လိုလုပ်သလဲဆိုတာအတိအကျသိရအောင်ထောက်လန်းစုံစမ်းခဲ့ကြားလာတပည့်လူငယ်သည်အရှင်သခင်သထင်းမင်းဤအထူးတောင်းဝင်ပြီးခိုင်းစေချက်ကိုဝမ်းမြောက်ဝမ်းသာစွာလက်ခံကား နိဗ္ဗာန်သောနောက်သို့နောက်ရောက်ခံ၍စုံစမ်းလေသည်ရက်အတန်ကြာသောအခါတပည့်ကစုံစမ်းရသမျှကို အစီရင်ခံသည်နိဗ္ဗာန်သောဟာအလူခံလို့ရလာတဲ့စွန်းပစ္စည်းတွေကို ရောနှော်ပြီးယာကုအိုးစွန်းအိုးမုတ်ကြောတဲ့စသဖြင့်ချက်ပြုတ်ကြော်လော်ပါတဲ့သခင်ဟဲ့ကောင်အဲ့ဒါကသူများပစ္စည်းတွေကိုလုတာမဟုတ်လားငါပစ္စည်းတွေကိုကောဒင်းဘာလုတ်တယ်လဲဒင်းတီးကြဖယ်သိမ်းသွားတယ်ငါလောင်းလှူလိုက်တဲ့ပစ္စည်းတွေလေး သခင်လှူလိုက်တဲ့စမ်းတို့တင်လဲတို့ပဲတို့ထောပတ်တို့ကိုစောစောက သူချက်ပြုတ်စီမံထားတဲ့အိုးကြီးတွေဒဲကြီးတွေတဲ့တစေစီတစက်စီအစုံစိရှောက်ထဲ့ပါတယ်သခင်ဘာဘာဘလို့တပည့်ကထက်ရှင်းပြသည် သူစိတ်ရှုပ်ထွေးသွားသည် နိဗ္ဗာန်စောဤပြုမှုကို နားမလည်ဖြစ်သွားသည်ဘာအဋိဘယ်လဲဘာသဘောလဲအများလှူလိုက်တာတွေအလုံးကိုစူပေါင်းရောနှောချက်ပြုတ်ပြီးမှ ငါလှူလိုက်တာတွေကိုအဲ့ဒီအိုးတွေဒဲတွေတဲ့တစေစီတစက်စီလိုက်ထဲတယ်ဆိုတာဘာသဘောလဲစိတ်ရှုပ်ရှုပ်ဖြင့်နားမလည်နိုင်စွာ သူ့ဘာသာသူရေရွတ်မြည်တမ်းလိုက်ဒီကို တပည့်လူငယ်ကမေးသည်ဟု ယူဆပြီးဖြေလိုက်သည် တခင်ကုသူပွားအောင်လှုပ်ပေးနေတာနေမှာပေါ့တခင်တိတ်ဆန်းတပည့်ဤအဖြစ်မှာကြိုးကြောင် စီလျော်၍အသင့်ယုတ်တိရှိနေမှန်းသိတော်လဲသူကခက်ထန်စွာငေါက်ငန်းငါ တွားမင်းလုံးမင်းလုံးချီတော့ဟုနှင်ထုတ်လိုက်သည်သူကမူမကြေမချမ်းကြီးစွာဖြင့်တကူတဲ့ရည်ရွတ်နေသည်နိဗ္ဗန်သောဟာပြိသက်အလေမှာငါ့ကိုအရှက်ခွဲမလို့လားမသိဘူးဘဲမှာအကြံစီတစ်ခုခုတော့ရှိရမယ်တိကြသေးတာပေါ့ကွာဇေတဝင်ចောင်းတော်ကြီးဤနနက်ခင်းသည်အခါတိုင်းလိုပင်ကြီးညိုပွဲ ပူဇော်ပွဲအတိဖြင့်တက်ဝင်လှုပ်ရှားနေသည်နိဗ္ဗန်သောသည်ကုညီဆောင်ရွက်သူများနှင့်အတူ ဖျားရှင်အမှုပြုသောတန်ဃာတော်များအားစုံးအလုတ်ကျွေးရန်ပြင်ဆင်နေသည်အထုတလေချက်ပြုတ်စီမံထားသောအိုးကြီးအိုးငယ်များကို နေရာချရင်းအလုတ်များနေသည်စုံးအလုတ်ကျွေးပွဲကိုကြီးညိုရန်လာကြသောတာဝတိပရိသတ်များကလည်းတတ်မှတ်ထားသောနေရာများတွင်အသင့်ရောက်ရှိနေကြသည်ထိုပရိသတ်ထဲတွင်တထင်းမင်းဘီလာလပတကလည်းပါဝင်နေသည် သူဒီပရိသတ်ထဲတွင် နေရာယူရင်းအိုးကြီးအိုးငယ်များနှင့်အလုတ်များနေသော နိဗ္ဗာန်သောအနာသူမရောက်ရောက်အောင်မတိမသားချင်းကပ်လာသည် သူအကြည့်များကနိဗ္ဗာန်သောထံမှတရွေ့တစ်ချက်မခွာ သူမျက်နှာကလည်းတင်းတင်းမာမာသူရလက်ကိုတားမွေးပွားအင်ကြီးအောက်သို့ထိုးသွင်းထားသည် သူစိတ်ထဲမှာလည်းအခါမလက်စူးစားနေသည်ပရိသတ်လေမာမင်းငါကိုအချက်ခွဲရင်တော်လားမင်းငါနာမည်ကိုမင်းနှုတ်ကတစ်ချက်ဖွင့်တာနဲ့မင်းတော်လား တားမွေးဘွားအင်းကြီးအောက်ရှိဓမြောင်ရိုးကို သူတင်းကျက်စွာစုပ်ကင်ထားသည်နိဗ္ဗာန်သောဤရင်အောင်လက်ဝဲဘက်သို့ထိုးဆိုင်ရန် သူရွေးချယ်ထားသည်နိဗ္ဗာန်သောက သူရောက်နေသည်ကိုပင်မသိ။အိုးကြီးအိုးငယ်များဖြင့်သာအလုများနေသည်။သူဖြစ်မင်းစွန်ပွဲပြင်ပြီးသွားသည်။ဖျားရှင်နှင့်တန်ဃာတော်များအားစွန်ဆက်ကတ်ကြသည်။သူဖြစ်မင်းစွန်မှုလှုပ်ကျွေးပြီးစီးသွားသည်။ထိုအချိန်မှပင်နိဗ္ဗာန်သောဤအတန်စတင်ထွက်ပေါ်လာသည်။ အရှင်မြတ်ဖရာသူ့တကူလုံးရှိအကျော်မြင်များတောင့်တင်းသွားကလက်ကလည်းဓာယိုကိုပို၍တင်းကျပ်စွာစုပ်ကင်လိုက်မိသည်နိဗ္ဗာန်သောနှုတ်မှ သူ့အမည်ကြားလိုက်ရသည်နှင့်တပြိုင်နက်ခါးကြမှဓမြောင်ကိုထုတ်ခါလျက်ပြက်သလို ထိုးဆိုင်ရန်သူအသင့်ပြင်ထားသည်နိဗ္ဗာန်သောကဖရာရှင်ရှေ့မှောက်တွင်လက်အုပ်ချီလျက်လျှောက်ထားလေသည် အရှင်မြတ်ဖရာတပည့်တော်ဟာလူများကိုနှိုးစော်တိုက်တွန်းလျက်ဤလူကိုလှူပါသည် လူများဟာစွန့်အားရှိသလောက်ထဲ့ဝင်လှူဒန်းညပါသည်နှလုံးသွေးတရိတ်တိတ်ခုံသံကို သူ့ဘာသာသူပြန်ကြားနေရသည်နိဗ္ဗာန်သောကဆက်လက်လျှောက်တင်သည်နေများမဟုလူဒန်းသူအားလုံးဟာ အကျိုးကြီးမြတ်ပါစေဖုရားတထေကြီးဘိလာလပတကသည်တကိုယ်လုံးအေးပြောသွားသလိုခံစားလိုက်ရသည်တရိုးကိုကင်ထားသောလက်ချောင်းသည် အလိုလျောက်ရော့ပေါသွားသည်ကရုံကြီးရင်လည်းဖြစ်လာသည် ခါကြမှဓားကိုသူဆွဲထုတ်သည်သို့သောနိဗ္ဗာန်သောဤရင်အောင်စီတို့ဓားသွားရောက်တော့တမြောင်သည်ဓောက်ခနဲရှေ့တွင်ကျသွားသည်အရှင်ဖုရားတပည့်တော်ဟာဟောဒီတာဝတ္ထိကပြီလာလဘတကာလဲအမြီရှိတယ်တထေတူဖြစ်ပါတယ်ဖုရားလက်တစ်ဖက်စာအလူရှင်ရဲ့လို့အများကခေါ်ကြပါတယ်ဖုရားတပည့်တော်ကဟောဒီစိတ်တဘောထားမြင့်မြတ်လှတဲ့နိဗ္ဗာန်သောကြီးပေါ်မှာအထင်မြင်တွေလဲမတော်မတရားကျူးလွန်စော်ကားမိပြီး သူတောင်းပန်ဖြည့်ရှင်သည်ယင်းထဲမှာထွက်ကြလာခြင်းမျိုးဖြင့်တဲထံလှိုက်လဲနေလေသည်နိဗ္ဗာန်သောဘက်သို့လဲဒုတုဝိခာအနုညော့တောင်းပန်ဝင်ချပြန်သည်ဆုံးလုံကျွေးသောပရိသတ်ကအုပ်အုပ်ကြက်ကြက်ဖြစ်သွားလေသည်အနှဲငယ်မျှသောကောင်းမှုသည်အကျိုးသက်ရောက်လိမ့်မည်မဟုတ်ဟု၍ကောင်းမှုကိုအထင်မသေးရမိုးရေပေါက်ကြပန်းများသောအခါရေအိုးသည်ပြေလာပြီးတဲ့ကဲ့သို့ကောင်းမှုကိုစီးပူဖန်များလက်သောပညာရှိသည် ကောင်းမှုဖြင့်ပြည့်တည်တာဖြစ်၏ဖျားရှင်၏ဆုံးမတော်ကို ခံယူကာတရားတော်ကို နာယူကာတထေဘိလာလဘတကသည်သောတာပန်ဖြစ်ခဲ့လေပြီနိဗ္ဗာန်သောကြီးကတာဝိထိမြို့တော်၏လမ်းမှလမ်းသွဲများတလျှောက်လှဲ့လဲနှိုးဆော်နေမြဲပင်သူတော်စဉ်သူမြတ်လောင်းတာဝိထိမြို့တော်သူမြို့တော်သားပေါင်းတို့ဓမ္မပရပါပဝံဒေသနာတော်၁၂